တိကအကျိုးဆွေးခြင်းယောဂါစု၃မျိုးရှိပါတယ်။နံပါတ်၁ယာယီအကျိုးဆွေးခြင်းယောဂါစုအဖြစ်များဆုံးအမျိုးအစားဖြစ်တဲ့လှူရှာမှုဆိုင်ရာတမို့အတန်သက်စုဆိုင်ရာအကျိုးဆွေးခြင်း၃မျိုးတမို့၄မျိုးလုံးရှိရမယ်။ဖြစ်ပေါ်တဲ့အချိန်ကတနေ့အောက်ပဲရှိရမယ်။ DSM-5 စံချိန်ရကြည့်မယ်ဆိုရင်တစ်ခုတမို့တစ်ခုတည်းပိုတဲ့လှူရှာမှုဆိုင်ရာအကျိုးဆွေးခြင်းဒါမို့အတန်သက်စုဆိုင်ရာအကျိုးဆွေးခြင်းရှိမယ်။ဖြစ်ပေါ်တဲ့အချိန်ကတနေ့အောက်ဖြစ်ရမယ်။ test session နဲ့မတိုင်ခင်မှာစတင်ဖြစ်ပေါ်ပြီးတော့မှအကျိုးဆွေးခြင်းကိုဖြစ်စေတဲ့ချမ်းမှရည်ချင်နေဒါမို့စေဝါ၃ဆွေ းခြင်းကြောင့်ဖြစ်တဲ့လက္ခဏာတွေမဟုတ်ရဘူး။တခြားတော့အကျော်ဆွေးခြင်းယောဂမရှိရဘူး။နံပါတ်1နာသာရှိအကျော်ဆွေးခြင်းယောဂစုလှုပ်ရှားမှုဆိုင်ရာတမို့အတန်ထွက်ဆူဆိုင်ရာကျော်ဆွေးခြင်းတစ်မျိုးဒါမို့နှမျိုးလုံးကိုတနည်းတက်ပို့ပြီးတော့မှဖြစ်ရမယ် TSM5 စံချိန်ရကြည့်မယ်ဆိုလို့ရှိရင်တစ်ခုတုံးမို့တစ်ခုတက်ပို့တဲ့လှူရှာမှုဆိုင်ရာအကျိုးဆွေးခြင်းဒါမို့အတန်တွက်ဆူဆိုင်ရာအကျိုးဆွေးခြင်းရှိမယ် တနေ့လင်းချိန်မှများစွာဖြစ်ရမယ်။တနေ့ပတ်လုံးမှာတောက်လျှောက်ဖြစ်နေတာကိုတွေ့ရမယ်။တက်ဆက်ရှင်နဲ့မတိုင်ခင်မှာစတင်ဖြစ်ပေါ်ပြီးတော့အချိုးဆွေးရှင်ကိုဖြစ်စေတဲ့ချမ်းမရေးဆိုင်ရာခြေနေတို့မှုဆေးဝါးသုံးဆွေးရှင်ကြောင့်ဖြစ်တဲ့လက္ခဏာတွေမဟုတ်ရဘူး။နံပါတ်3 Taurus Yoga Su အပြင်းထန်ဆုံးအမျိုးအစားဖြစ်တဲ့ လောက်ရှာမှုဆိုင်ရာနဲ့အတန်ထွက်ဆူဆိုင်ရာအကျိုးဆွေးခြင်းနှမျိုးလုံးကဖြစ်ပေါ်လာမယ်။တနစ်တက်ပို့ပြီးတော့မှကြာရမယ်။ TSM 5ဆန်ချိန်ရကြည့်မယ်ဆိုရင်လောက်ရှာမှုဆိုင်ရာအကျိုးဆွေးခြင်းနှစ်ခုဒါမှမဟုတ်နှစ်ခုတက်ပို့ရမယ်။အတန်ထွက်ဆူဆိုင်ရာအကျိုးဆွေးခြင်းတစ်ခုဒါမှမဟုတ်တစ်ခုတက်ပို့ရမယ်။ အဲ့နှစ်ခုလုံးကတစ်ချိန်နဲ့ပြည့်စရာမလိုပါဘူးအနည်းဆုံးတစ်နှစ်ကြာဖြစ်ပွားရမယ်တနည်းနဲ့ချိန်မှန်များစွာဖြစ်ပွားသလိုတစ်နှစ်ပတ်လုံးပြန်ကြည့်မယ်ဆိုရင်တောက်လျှောက်ဖြစ်နေတာကိုတွေ့ရမယ်အသက်၈နှစ်မတိုင်ခင်မှာစတင်ဖြစ်ပွားရမယ်အကျိုးဆွေးခြင်းကိုဖြစ်စေတဲ့ချမ်းမရေးချင်းနေတမှုဆေးဝါးသုံးဆွေးခြင်းကြောင့်ဖြစ်တဲ့လက္ခဏာတွေမဟုတ်ရဘူး ယောဂလက္ခဏာကိုပြင်ကြည့်မယ်ဆိုရင်အပိုင်းနှစ်ပိုင်းရှိတယ်။လှုပ်ရှားမှုဆိုင်ရာနဲ့အတန်ထွက်ဆူဆိုင်ရာဖြစ်တယ်။လှုပ်ရှားမှုဆိုင်ရာအကျိုးဆွဲပြုမှုတွေကကြတော့မျက်စိမိတ်ခြင်း၊မျက်နှာရှုံခြင်း၊ပခုံးတွန့်ခြင်း၊နှာခမ်းကိုက်ခြင်း၊ကောင်းမှုဆက်နေလှုပ်ခြင်း၊ဒါမှမဟုတ်ရိုက်ခြင်း၊လက်ချောင်းကလေးကို click နဲ့မိအောင်ပုတ်ခြင်း၊အခြားသူတွေဒါမှမဟုတ်ရာဝတ္ထုတွေကိုထိခြင်းတို့ပါဝင်တယ်။ တန်တက်ဆူဆန်ရာကျော်ဆွဲပြမှုတွေကကြတော့ချောင်းဆိုးတဲ့နဲ့မီးတယ်၊နာရှူတယ်၊နာရှိုက်တယ်။အတန်တစ်ခုဒါမှမဟုတ်စကစုတစ်ခုကိုတက်ခါတလေပြောတာတွေပါဝင်နေ။ဆံဝင်းနဲ့ပေချိန်မှာပြားတဲ့တလေအကျော်ဆွေးချင်းတွေကပုံမှန်အဖြစ်တော့မပြန်ထန်ဘူး။အုံနောက်ကိုလည်းမပြတ်စီစီရကြအောင်မလို့အမြဲတမ်းဆံဝင်းနဲ့ပြားဆရာမလို့ဘူး။အကယ်၍အချိန်ပြည့်ဖြစ်နေတယ်၊တပြည့်ပြည့်ချင်းပိုဆိုးလာတယ်။အပြုမှုတွေကစိတ်ပိုင်းဆိုင်ရာ စိတ်ပြည့်စုံမှုတွေဖြစ်လာတယ်။ဥပမာအစာနောက်ခံရတယ်၊တီချာနေထိုင်ခံရတယ် ယ်စိတ်သက်ချလာတယ်မတက်မတားဖြစ်နေတဲ့ပုံရနေတယ်အချောင်းလုပ်ငန်းတွေကိုမလုပ်နိုင်ပဲနဲ့ထိခိုက်မှုတွေရှိတယ်မိမိကိုယ်ကိုနာကျင်အောင်လုပ်နေတယ်ဆိုတဲ့လက္ခဏာတွေကိုတတိထားမိမယ်ဆိုရင်ဆရာဝန်နဲ့ပြသတိုင်ပင်ဖို့ရန်တွဲလိုအပ်ပါတယ်ယောဂရှာဖွေခြင်းအများစုကလေးတွေရဲ့အပြုမူတွေကိုစမ်းသပ်စစ်ဆေးရုံနဲ့တည်တာနိုင်ပေမယ့်ကလေးတွေရဲ့အပြုမူတွေကိုဗီဒီယိုရိုက်ထားခြင်းအဖြစ်အထောက်အပံ့ပေးနိုင်ပါတယ်။ကြက်ကူနေတဲ့အခါမှာ ကျိုးဆွေးခြင်းတွေကိုအလွန်မင်းကိူးမဆိုင်မိအောင်တတိထားရမယ်။အာယုံဆိုင်မိတဲ့အခါမှာကျိုးဆွေးခြင်းကပူဆူးစေနိုင်ပါတယ်။ကလေးတွေမှာအာယုံမဆူးဆိုင်နိုင်ခြင်းစိတ်ဆွေးလန်းခြင်းစိုးရင်ပူပန်မှုများခြင်းစတဲ့ပြုမှုတွေနဲ့တွဲပြီးတော့ရှိမယ်ဆိုလို့ရှိရင်တော့လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ဖို့လိုအပ်ပါတယ်။ပေချင်းဒီမှာ NDA ရှိနိုင်တယ်ဆိုလို့ရှိရင်ကလေးတွေရဲ့အချိုးဆွေးခြင်းကမျက်နာကိုတိုက်ရိုက်ရိုက်မိတဲ့အခါမှာ ဒါမို့လို့ရှိရင်လည်းမျက်နှာကိုနာကျင်စီရဲ့အဖြူမှုတွေရှိနေတဲ့အခါမှာလေပင်းကိုချိန်မဲ့များစွာလှုပ်ရှားရတဲ့အကျော်ဆွေးခြင်းတွေမှာအန္တရာယ်ရှိနိုင်ပါတယ်။ကော်ပိုလာရီယာလို့ခေါ်တဲ့အတန်ထွက်ဆိုင်ရာအကျော်ဆွေးခြင်းတမျိုးကတော့သူကဆဲဆူခြင်းဒါမို့မတ်လျော့ကန်တဲ့စကလုံးတွေကိုထွက်တဲ့အတွက်ကြောင့်မလို့ကြောင်းမှာပဲဖြစ်ပစေအိမ်မှာပဲဖြစ်ပစေပြစ်ပြီးတာတွေခံရနိုင်တယ်လို့အနိုင်ကျင့်တာတွေလည်းခံရနိုင်ပါတယ်။ အကျိုးဆွေးခြင်းများအတွက်ကုသမှုတွေကဘာရှိမလဲအကျိုးဆွေးခြင်းကတိတ်မဆိုးတဲ့ကြောင့်မို့အခြားပြဿနာလည်းမဖြစ်စေပါဘူးကုသမှုတွေအမြဲတမ်းမလိုအပ်ပါဘူးကလေးအများစုကတော့အချိန်တစ်ခုကြာတဲ့အခါမှာတက်တာပြောက်ခင်းနိုင်ပါတယ်နေ့စဉ်သွားလာလှုပ်ရှားမှုနဲ့စားတင်ချမှုတွေများစွာအနောက်ရှက်ပေးလာတဲ့အခါမှာကုသမှုလိုအပ်လာပါတယ်ကျိုးဆွေးခြင်းများအတွက်အဓိကကုထုံးတွေကတော့အပြုတ်မှုဆိုင်ရာကုထုံးတွေရှိတယ်အကျင့်ပြောင်းလဲရေးကုထုံးတွေရှိတယ် ကျိုးဆွေးခြင်းများအတွက်နီလန်းဆောင်ပြုမှုဆိုင်ရာဝင်ရောက်ဆွဲဖက်မှုကုထုံးရှိတယ်။တုံ့ပြန်မှုတားဆီးခြင်းဖြင့်ထိတွေ့မှုကုထုံးဆိုတာရှိတယ်။ကုတာမှုတွေကိုမိသားစုဝင်များတမကဆရာဆမများနဲ့တငယ်ချင်းများလည်းပါဝင်တင်ပါတယ်။အတပါကုထုံးများပြင်မတက်တာတဲ့အခါမှာဆိုရင်စေဝါကုတာမှုတွေလိုအပ်လာနိုင်တယ်။အကျိုးဆွေးတဲ့လူတွေအတွက်မိမိကိုယ်တိုင်ကူညီပေးနိုင်မယ့်အချံပြုချက်တွေပါရှိတယ်လေ။ စိတ်ပီစီမှုပင်ပန်းတော့ကနဲ့ညင်းငွေချင်းတွေကို ရှောင်ပါ အလွန်မင်းမပင်ပန်းစေအောင်ပြုဆိုင်ပါကလေးတွေကိုအကျော်ဆွေးနေခံမှာအလွန်ကျွန်စကားမပြောမိအောင်ကြိုးစားပါကလေးတွေအကျော်ဆွေးချင်းဖြစ်ပေါ်တဲ့အခါမှာစူပူချင်းမောင်းတာတွေမလုပ်ပါနဲ့အရာအလုံးချက်စရာမရှိဘူးလို့ပြောပြထားမယ် ပုံမှန်ဆက်တွေဆက်ဆက်နေရတဲ့အခြားသူတွေကိုအကျော်ဆွေးခြင်းကြောင့်တည်အောင်ပြပြထားမယ်။ကလေးတွေကအเจ้าမှာအခက်အခဲတွေတွေ့လာတဲ့အခါမှာဘလို့ဂိုင်းတွေဖြေရှင်းရမလဲဆိုတဲ့နီလန်းတွေကိုအတိုင်းမိုင်ဆရာဆရာမများနဲ့ပြောပြထားဖို့လိုအပ်ပါတယ်။